ပြင်းထန်မှာချန်ပီယံခပ်ပတ်ပွဲထိုးပြီးတာနဲ့ဝမ်ကိုသွားမယ်ထွန်းထွန်းမင်းပြင်းထန်မှာလုံးမမိလာများမန်ချက်စတာဖောင်းဆောင်ကနေပြန်လေးကြိုးလိုက်ပါရင်မြန်မာပြည်လူတန်းချန်ပီယံထွန်းထွန်းမင်းကတော့ပြင်းထန်မှာချန်ပီယံခပ်ပတ်လူပွဲထိုးပြီးတာနဲ့ဝမ်ချန်ပီယံရှစ်ကိုသွားတော့မှာဖြစ်ပါရင် လက်ရှိဝမ်းချန်ပီယံရှစ်မှာမြန်မာဖိုက်တာတွေအများပြားပွဲရထားပေမယ့်ရလက်ပိုင်းရကတော့အားရဆရာမရှိသေးပါဘူး။အထူးသဖြင့်ဆိုလင်ဦးတန်းစင်တို့လိုပရိသတ်ကြိုက်ဖိုက်တာတွေတော့မှဝမ်းမှာရှုံးဝဲနေဆက်နေကြတာဖြစ်ပါရင်မြန်မာဖိုက်တာတွေနေနဲ့ပြည်တွင်းမှာပွဲရှားနေတာကြောင့်အတွေ့အကြုံမရှိချင်းထိုးချိတ်ကလည်းနေနေတဲ့အခါပြပကိုထွက်ထိုးဖို့အတွက်ပဲအာရုံစိုက်လာကြပါရင်ဒီလိုအခြေအနေမျိုးမှာအောက်တက်ကလည်းမကြည့်အတွေ့အကြုံကလည်းအားနေတော့ပြပဖိုက်တာတွေနဲ့အတွေ့မှာရလက်တွေကတောင်းလျှောက်ကြဆင်းလာခဲ့ရတာဖြစ်ပါရင်ဒါကြောင့်မြန်မာရလက်ဝဲပရိသတ်တွေကပြည်တွင်းကပရမာဒန်စာလက်ဝဲကြော်တွေဖြစ်ကြတဲ့ကြော်စွာဝင်းထွန်းထုံးမင်း ရွှေရမန်တို့လိုဖိုက်တာတွေကိုဝမ်းမှာမြင်တွေ့နေကြတာဖြစ်ပါတယ်။ကျော်စောင်းဝင်းကတော့ဝမ်းချန်ပီယံရှစ်ကိုသွားဖို့စိတ်ကူးရှိကြောင်းမကြာခဏအင်တာဗျူးဖြေဆိုခဲ့ဘူးသလိုရာမန်ကတော့မြန်မာပြည်ချန်ပီယံခပ်ဘက်ကိုရယူဖို့ကအဓိကဦးစားပေးပြင်ပဖြစ်နေပါတယ်။တွန်းမင်းကတော့ဝမ်းချန်ပီယံရှစ်ဘက်ကကန်လန်နာကိုအချင်းချင်းခံထားရပေမယ့်ဝဲပြဿနာထိုးချင်းနေနေသေးတာကြောင့်မရောက်သေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတွန်းမင်းကဒီနေ့ထဲမှာဝမ်းချန်ပီယံရှစ်ကိုရောက်ဖို့ရှိနေပြီးမကြာခင်ပြည်သက်တွေကိုအတီးပေးသွားမယ်လို့ဖွင့်ရလာခဲ့ပါတယ်။တွန်းမင်းက ဝမ်ကကျွန်တော်ကိုကန်လန်နာ၄၅ချိန်လောက်ရှိပါပြီအဓိကကကျွန်တော်ဝေးမရသေးတာပေါ့နော်နောက်တစ်ခုကဝမ်ကပေးတဲ့ထိုးချီကနေပါရင်ကျွန်တော်ဆိုလိုချင်တာကပတ်စံကြောင်းမဟုတ်ပါဘူးပြင်လဲမှာလဲဒီလောက်ရနေတာဆိုတော့လေလာမယ့်၈လပိုင်းမှာခပတ်ပွဲထိုးဖို့ရှိတယ်စာချုပ်လဲချုပ်ပြီးနိုင်ငံခြားသောဖိုက်တာနဲ့ဖြစ်ဖို့များပါတယ်အဲဒီပွဲပြီးရင်တော့ဝမ်ချန်ပီယံရှစ်နဲ့လဲတွဲဖို့များပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်မြမရွာကြားရင်တဲမှာတွန်းနုမင်းဟာအတွင်းကြုံရှိဆုံးဖိုက်တာဖြစ်ပါရင်2013စီးကိမ်းမှာကလေးကမြမကုံကုံစောင်းနိုင်ခဲ့တဲ့တွန်းနုမင်းဟာပြည်ရင်းကပထမတန်းစားဖိုက်တာတွေနဲ့ပွဲပေါင်းများစွာထိုးတက်ခဲ့ဘူးသလို ဒေဝါစိုက်ရက်ဝိုင်ရှင်တန်လို့လို့နိုင်ငံကဖိုင်တာတွေနဲ့လည်းထိုးတက်ခဲ့မှုတို့ဖြစ်ပါတယ်။ဒါအပြင်ပေါ်ရင်ရလည်းလက်ရှိ1 Championship ကိုရောက်နေတဲ့ဆွန်လင်းဦးတန်းစင်တို့ထက်ပရိသတ်အားပေးမှုပိုများတဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။